်မင်္ဂလာပါကျမကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခဲမြို့အနီးကရန်ချက်ဆက်ယုံနဲ့မစိုးရံအကျင်းထောင်ထဲကိုစစ်ကောင်စီတပ်တွေအင်အားအလုံးအရင်နဲ့မေလ28ရက်နေ့မနက်ပိုင်းကစပြီးဝင်ရောက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲပြီးမစိုးရံအကျဉ်းထောင်နဲ့ရဲချက်စယုံတွေကိုအင်အားဖြည့်ဖို့ဝင်ရောက်လာတယ်လို့ဆိုပါတယ်။အဲ့ဒီနေရာတွေကနေဖားကက်ဘူဟောင်းကုန်းကိုထက်လာပြီးစိုင်းထောင်နဲ့ဝေခါကိုပြန်ယူမဲ့အခြေအနေရှိပြီး KIA တည်ရင်ခြောက်နဲ့တက်မဟာကိုတို့ကိုလည်းဝင်တိုက်မလားမသိဘူးလို့လုံခင်းဒေတာခန်တယောက်ကဒီဘူဘီကိုပြောပါရယ်စစ်ကောင်စီတက်တွေရဲ့အင်အားဖြစ်တဲ့မှုကြောင့်မေလာ29ရက်နေ့ညညာ မေလ28ရက်နေ့ညပိုင်းမှာလေလုံခဲလေပြေဒေတာခန်တွေကို KIA ဘက်ကညတွင်ရှင်ပြောင်းချွေကြဖို့ပြောဆိုတာကြောင့်ဒေတာခန်တွေပြောင်းချွေနေကြရရဲ့လို့ဆိုပါတယ်။လက်ရှိမှာတော့လုံခဲဒေတာအနေကရွာတွေဖြစ်တဲ့နမ်ဆန်ဖန်ခါဆောင်းလေပြင်300ခဲငင်းကျဲတာယာအောက်ကြိုက်စားတဲ့ရွာတွေကဒေတာခန်တွေတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြရဲ့လို့ဆိုပါတယ်။ KIA ပူပေါင်းတက်တွေဟာဖားကက်မြို့ပက်လေကစစ်ကောင်စီစခန်းတချို့ကိုသိမ်းပိုက်ထိ ंछ ုတ်ထားတာဖြစ်ပါရဲ့ရှင်။ အရာဝတီတိုင်းမှာကွန်ရက်တွေကိုဝေယူမှုနေပါလာတာကြောင့်ကွန်ရက်တပိတ်တာကျပ်3500အထိအစမတန်ဆေးကျဆင်းနေတာကြောင့်အရှုံးပေါ်နေတယ်လို့ကွန်ရက်စိုက်ပျိုးသူတွေစီကသိရပါတယ်။ပိကရဲဇန်နဝါရီလကနဲ့မက်ချ်လာအထိကိုရတပိတ်တာကိုကျက်16000အထိဈေးပေါက်ခဲ့ပြီးအပိလာမှာတော့တပိတ်တာကိုကျက်9500ကနေ9500အထိဈေးကျဆင်းလာနေပြီးတော့မေလကုန်ပိုင်းမှာတော့တပိတ်တာကိုကျက်3500အထိအဆမတန်ဈေးကျဆင်းလာတယ်လို့ဆိုပါတယ် ပုံမှန်ဝေယူနေကြတဲ့ရန်ကုန်နဲ့နေပြည်တော်ဘက်မှာကွန်အထွတ်နှုံကောင်းနေတာကြောင့်ဝေယူတာနေတော့ပြီးတော့ပြည်တွင်းဝေလိုအားမရှိတဲ့အတွက်စိုက်ထားပြီးတော့အလကားဖြစ်နေပြီလို့ပန်တော်တော်မြို့နယ်ကကွန်စိုက်ပြရဲ့လုံငယ်ရှင်တယောက်ကပြောပါရီအရာဝတီတိုင်းမှာအခုလိုကွန်စေးထိုးစဆင်းလာတာကြောင့်မနေ့ကကွန်စင်းတို့ကောင်းမွန်တာကြောင့်စိုက်ပျိုးသူတွေကကွန်စေးကွက်ကောင်းမယ်လို့မျှော်မဲ့ပြီးတိုးချစ်စိုက်ပျိုးခဲ့တာကြောင့်အခုလိုဈေးကွက်ဝယ်လို့အားနည်းလာတာကြောင့်လည်းပါတယ်လို့ဆိုပါတယ် ဧရာဝတီတိုင်းကတောင်သူတွေဟာစပားနဲ့ရှင်တွေကကွန်ငရုတ်နဲ့ငပြောတွေကိုစိုက်ပျိုးကြတယ်လို့သိရပါတယ်ရှင်။ရွှေကောက်ဝဲကျင်းပါနိုင်ဖို့အတွက်နေမည်ပြန်စိုးမိုးနိုင်ဖို့အာနာသိန်းစစ်တပ်ကဗျူဟာမှုဦးဆောင်ပြီးတက်အင်အား800ကျော်နဲ့ချင်းပြင်းနယ်ကမြို့နယ်တွေကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရဲ့ရှင်။ ဒီလ23ရက်နေ့ကစပြီးအနာသိန်းစစ်ကောင်စီရဲ့တပ်အင်အား800ကျော်ကကလေးမျိုးကနေတိတိမျိုးဖက်ကိုစစ်ကြောင်းထိုးလာတာကြောင့်တိတိမျိုးအဆက်ကကြေးရွာတွေမှာချင်းတော်လန်ရေးပူပေါင်းတပ်တွေနဲ့နေတိုင်းတိုက်ပွဲပြန်ဖြစ်နေတယ်လို့ချင်းမျိုးသားတပ် OCNF ပြောရေးဆိုခွင့်ရှိသူ slide ထဏီကဒီဝီဗီသတင်းဌာနကိုပြောပါရတယ်။အနာသိန်းစစ်ကောင်စီရဲ့တပ်ကိုဘူဟာမှုကိုယ်တိုင်ဦးဆောင်ပြီးချင်းပြည်နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်တပ်ကသူတို့လက်လွတ်လိုက်ရတဲ့နယ်မြေတွေတပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အခုလိုစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကလည်းခုချင်းပြည်ကိုအင်အားအလုံးချင်းနဲ့ဟိုကတက်လာတယ်တက်လာတယ်ဆိုတော့ဒီကဆက်ရှိရတဲ့ကလေးကလည်းသူကတက်တာပေါ့ဒါပေမဲ့ဒီကလေးမျိုးကလည်းစကိုင်းတိုင်းပေါ့ကလေးမျိုးကလည်းအထက်အခုတိတိညောင်းနေတယ်မှာပေါ့တကယ်မှာ 17ရက်နေ့ကနေဒီနေ့အထိတိုက်ပွဲရတော့ဖြာနေတယ်နော်အဲ့ဒီတိုက်ပွဲတွေကြောင်းနှစ်ဖက်ထိခိုက်သေးဆုံးမှုကိုမသိရသေးပေမဲ့တိုက်ပွဲဖြစ်တဲ့ကြေးရွာတွေကပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတန်းရှောင်သွားကြပြီဖြစ်တယ်လို့ချင်းပူပေါင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေဘက်ကလည်းထိန်းချုပ်ထားတဲ့နေမြေတွေပြန်မပေးရ í အတွက်ခုခံကာကွယ်မှုတွေလုပ်နေတယ်လို့စစ်လိုင်းထက်နေကပြောပါတယ် အခုစစ်ကောင်စီဘက်ကစစ်ကြောထုတ်လာတဲ့အင်အားကများသလိုလက်နက်အင်အားပါချင်းတော်လန်ရေးတပ်တွေထက်သားလွန်လာကြောင်းချင်းပူပေါင်းကာကွယ်ရေးတပ်တွေအနေနဲ့စုမှုထားတဲ့နေမျိုးတွေလက်မလွတ်ရရေးအတွက်ခုခံကာကွယ်သွားမှာဖြစ်ပြီးပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးတယ်လို့ဆိုပါတယ်။အဲ့ဒါပြင်တော့အဲ့ဒီကနေသူတို့ကဆက်တဲ့ကျင်တော့အဲ့ဒီတိတိညုံနေကကျွန်တော်တို့အရင်သိမ်းထားတဲ့တိုင်းရင်းတပ်ခံကိုရတို့အဲ့ဒါကိုအရင်ဟော လုံမြပေါ့ခုတို့ရှိနေတဲ့ mall piece ရတို့ဟန်ဂျင်းရတို့မှာတော့သူတို့ကတော့ရာကြီးတစ်ပြေးတင်းဆောင်နေကြတာပေါ့နော်ကြော်ရဲမာရီအဲ့ဒီကြော်ပြမာရီတက်ကိုပဲဖြစ်နေတော့လေအဲ့ဒီအနေနဲ့ချုပ်လာရောစီဒီလောလောဆယ်ရည်တို့ရှောင်းနေကြတာပေါ့ဟုတ်ကဲ့အရာဒိစကောင်စီကဟာခါမျိုးနဲ့တိတိမျိုးနယ်ကလွဲပြီးချင်းပြည်နယ်ရဲ့မျိုးနယ်အားလုံးဒီဘက်ကိုလက်လွတ်ထားရပြီးချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကချင်းပြည်နယ်ရဲ့60ရာခိုင်နှုန်းဒီဘက်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ် ကျွန်တော်အောင်သူပါခင်ဗျာဂျော်ဂျီယာနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းဘီလီယံနာဘစ်စင်နာအိုင်ဗန်နက်ပီလီကိုလိမ့်လေထွက်ပြေးတော်တဲ့သူ့လက်ထောက်ဟောင်းသူ့လက်ထောက်ဟောင်းကိုဖမ်းမိထားတယ်လို့ဂျော်ဂျီယာအာဏာပိုင်တွေကမေလ28ရက်နေ့အင်ကာနေမှာပြောကြားခဲ့ပြီးအဲ့ဒီအမျိုးသားဟာသူ့အထက်လူကြီးဟောင်းစီကဒေါ်လာတန်800ကျော်တန်ဖိုးရှိတဲ့ဒီဂျစ်တယ်ငွေကြေးတွေကိုအလွေးသုံးစားလုပ်မှုဆွေးကျင်တဲ့တရားဆွေးဆိုခံနေရခြင်းအတွင်ဒီနေ့အစောပိုင်းကနိုင်ငံကနေထွက်ပြေးတော်သူဖြစ်တယ်လို့ဆိုပါတယ် ဂျော်ဂျီဘာရှီယက်ပီလီကိုလိမ့်လည်မှုနဲ့မျက်ကွေမှာထောင်တဲ့စစ်တနစ်ထမဲ့ထားတာဖြစ်ပြီးဝကြီးချုပ်ဟောင်ရဲ့ရင်းနှီးမြုပ်နယ်မှုရဲဝန်ဝင်ကိုလစ်ပတ်လှုပ်ဆောင်ခဲ့ဘူးသူဘာရှီယက်ပီလီကသူ့အမားမလုပ်ထားကြောင်းညင်းဆိုခဲ့ပြီးသူ့အပေါ်ဆွေးချက်တွေကိုလည်းနိုင်ငံရေးလှုပ်ဆောင်မှုဖြစ်တယ်လို့ဆိုပါတယ်သူဟာမက်လာမှာဂျော်ဂျီယာနိုင်ငံကနေကာဒေးမှာပုံအောင်ကထွက်ပြေးတော့ပြီးအာမေးနီးယားကိုဝင်ရောက်ပြီးတော့မှတတိယနိုင်ငံတစ်ခုကိုဆက်လက်ပြောင်းရွှေ့ခဲ့တယ်လို့အာနာဘိုင်တွေကပြောပါတယ် ။ဗာရှီယာပီလီဟာဂျော်ဂျီယာကိုအတင်းအကျပ်ပြန်ပို့ခံရပြီးမြန်ပန်းနှိပ်စက်ခံရမယ့်အန်ရီရှိနေတယ်လို့ဗာရှီယာပီလီရဲ့ရှေ့နေတယောက်ဖြစ်တဲ့ရောဘတ်အက်စတမ်တန်ကသူ့ဥပဒေရုံးဝက်ဘ်ဆိုက်ကြီးညာချက်ထဲမှာထုတ်ပြန်ထားပါရှင်။ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကေခိုင်ပါ